sends a clear message to the junta and its enablers. The world is watching. The Myanmar People's Revolution will prevail. Thank you. အားလုံးပဲမင်္ဂလာပါဒီနေ့2025ဆနှစ်လပိုင်း၄ရက်နေ့မနေ့ကမှရေးပို့ရောထင်းချန်တွေကလည်းပြန်လေးကြိုဆိုလိုက်ပါတယ်ဒီမနေ့ကမှတော်လန်ပြည်သူမြတ်တွေစူးစီးထားတဲ့သတင်းထုတ်သတင်းကောင်းတွေကိုတင်ဆက်ပြအောင်မယ်ပထမဆုံးကတော့စစ်တပ်သူဂျုံစိန်ပွေမာကျန်းဖက်စကုံးဆောင်မြောင်းလန်ကဒီမိုကရေစီရည်မှန်းချက်ချင်းတူရင်ဥပဒေပုံထဲ PDF တွေဝန်ခဲ့ဖို့ဖက်ခေါ်တယ်လို့ထုတ်ဖို့ပြောဆိုပါတယ်ဒါအပြင်အပြည့်ထားတဲ့တိုင်းဒေသတွေပြည်ကဝဲချိုးဖို့ပြီး ငင်းချရဲ့လမ်းကနေသွေးဖေခဲ့တယ်လို့ပြည်တင်ပြောဆိုခဲ့ပါတယ်ဆိုတဲ့အကြောင်းကိုသင်ဆက်ပေးခြင်းပါတယ်ဒါကတော့မနေ့ကပြုံးလွန်မှာလောက်ခဲ့တဲ့စစ်တပ်သူကျောင်းစိန်ပွဲမှာအကျန်းဖစ်စကောဆိုမြောင်းလကအဲ့ဒီလိုထုတ်ဖို့ပြောဆိုပါတယ်ဒီမိုကရေစီကိုနောက်ပြန်ဆွေးနေတာကလက်နက်ကလမ်းစဉ်ဖြစ်ပြီးတော့ဒီမိုကရေစီနဲ့ဖီရီပီထောင်စုတည်ဆောက်ရေးဆိုတဲ့ရင်မှန်းချက်ချင်းတူငင်ကြရင် PDF တွေနဲ့လက်နက်ကန် ၍ဥပဒေဘုံထေဝန်ခဲ့ကြကိုဖက်ခေါ်တယ်လို့မြောင်းလန်ကပြောဆိုတာဖြစ်ပါတယ်။အဲ့ဒါအပြင်အကျန်းဖက်စကောင်းဆောင်မြောင်းလန်ကပြောတော့တာရှိပါတယ်။လူလိုင်းရေးတက်ဖို့တွေနင့်နအကူနဲ့လောလောမရဘူးဆိုပြီးတော့လည်းပြောတော့တယ်လို့သိရပါတယ်။ဆိုတော့အခုချိန်မှာဘီသူတွေကိုအနံကြည့်နေတာအာနာသိနေတာကလက်နဲ့အကူနဲ့မင်းတို့တွေလောက်နေတာမဟုတ်ဘူးလားကျွန်တော်တို့ ပြည်သူတွေကိုအခုလိုမျိုးနင်းအမျိုးမျိုးတွေကိုတပ်ဖြတ်နေတာကလည်းပြည်သူတွေပဆက်မဟာရေးလို့အောင်လုံးနေတာကလည်းလက်နဲ့အကူနဲ့လုံးနေတာမဟုတ်ဘူးလားနော်အခုချင်းချင်းကျွန်တော်တို့တူလိုင်းရေးတပ်ဖွဲ့တွေကိုလက်နဲ့ကန်လာအောင်ကိုလည်းလုံးနေတာကမင်းတို့လက်နဲ့အကူနဲ့လုံးနေတာမဟုတ်ဘူးလားလက်နဲ့အကူနေတဲ့လူတွေကိုလက်နဲ့နဲ့မှာပြင်ပြီးရှင်းလို့ရမယ်ဆိုတာကြောင့်မလို့ကျွန်တော်တို့တူလိုင်းရေးတပ်ဖွဲ့တွေကလက်နဲ့ဆွေးကန်ရတာဖြစ်ပါလက်နဲ့ကိုအရန်ကိုကန်ခြင်းလို့လက်နဲ့အရက်တာကိုတိလွှဲလို့ကျွန်တော်တို့ကန်နေရတာမဟုတ်ဘူး မင်းတို့တွေကတင်ပြီးလွန်းလို့ကျွန်တော်တို့ဤကုံတွေကိုပစက်နဲ့ပြောလို့မရတော့လက်နဲ့နဲ့မှသူတို့ဗန်ထားတဲ့ဟာနဲ့ပြီးတော့ဆောင်းမမှရမယ်ဆိုတဲ့အာလမ်းစဉ်ကိုရွေးရတာဖြစ်ပါတယ်ဗောနော်အာမင်းတို့တွေငါတို့ကိုပစက်နဲ့ပြောပြီးတော့လက်တူနေကြတော့တသိနေတဲ့ကောလော့ပြနေတာကိုတော့ကျွန်တော်တို့မသိဘူးများမှတ်နေတာလားတော့မသိဘူးဗောနော်နောက်တစ်ခုတရင်ကအာနာယုတွေရှိနေတယ်မြန်မာနိုင်ငံမှာတန်ရောက်တွေမထတော့ဘဲဖိနန်နိုင်ငံအတန်ရောက်ကိုအပြီးပစ်သိမ့်တော့မေးလို့သိရပါတယ် ။ဒါကြောင့်မလို့ VR တမားတွေအတွက် Blu-ray ဖြစ်မလဲဆိုတာကိုဒီသတင်းမျိုးကိုဖတ်ကြည့်အောင်ပါ။ဒါကတော့ရန်ကုန်မြို့မှာရှိတဲ့ဖင်လန်နိုင်ငံတန်ယုံကိုအပိပိသိမ့်တော့မည်ဖြစ်၍မြန်မာနိုင်ငံသားများဖင်လန်နိုင်ငံသို့သွားရောက်ရင်း VR ကိစ္စရည်များအတွက်ဟန်နိုင်ငံဘန်ကောက်မှာရှိတဲ့ဖင်လန်တန်ယုံတွင်အဓိကဆောင်ရွက်ရမည်လို့သိရပါဗျ။ဒါကတော့နိုဝင်ဘာလအတွင်းဖင်လန်နိုင်ငံအစိုးရကပါကစ္စတန် အာဖဂန်နစ္စတန်နဲ့မြန်မာနိုင်ငံတန်ရုံများကိုဒါမဲ့2020ကျော်ခုနှစ်တွင်ပဲသိမ်းတော်မူဖြစ်ပြောင်းကြေညာခဲ့ပါတယ်ဖင်လန်အစိုးရကနိုင်ငံရေးအန်ဒရီကောင်သွေးစည်းစင်းမှုနဲ့ကောင်စစ်စီစီစစ်စီဆံရလိုအပ်ချက်များကို ချင်းဆက်သည့်ဖင်လန်နိုင်ငံ၏ကမ္ဘာလုံးဆံရဝန်ရည်ကိုမဟာဗျူဟာမြောက်ပြန်လည်တုံးသက်ပြီးနောက်မှာ ေဆောင်ဖြစ်ချက်ကိုချက်ချမှတ်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒီဟာကတော့မြန်မာနိုင်ငံအစိုးရရဲ့ကြေညာချက်မှတော့ဗီယာကိစ္စတွေအတွက်နယူးဒယ်လီနဲ့ဘန်ကောက်မှာလောက်ရမယ်လို့ကြေညာထားလို့သိရပါတယ်။ဒီအင်းနီနာချင်းဖြစ်တဲ့အိန္ဒိယနိုင်ငံနယူးဒယ်လီမှာဖြစ်ဖြစ်အထက်နိုင်ငံဘန်ကောက်မှာဖြစ်ဖြစ်ဒီဗီယာကိစ္စနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံသားတွေလော့ရမယ်ဆိုတာကိုတော့ကျွန်တော်တို့သိရတယ်ဗောနော်ဒါကတော့အာသတင်းထုတ်အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဂျာနိုင်ငံအာနာယူတွေရှိနေတဲ့အတွက်ကြောင့်ဂျာနိုင်ငံကတန်ရောက်တွေပြင်ပြီးတော့ယူသိမ်းရတဲ့အခြေအနေမျိုးကိုကြောင်ရတဲ့အကြောင်းတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်။အဲဒီနောက်မှာတင်ဆက်ပေးခြင်းတဲ့နောက်ထပ်သတင်းကတော့စကန်တန်းဆလင်းကြီးမြို့ကိုမြို့မရေစခန်းမှာထလာသောအကျန်းဖက်စစ်တပ်စကြောင်းကိုကြားဖြတ်တက်ခတ်ခဲ့ရာမှာစစ်သားစီဦးတည်ဆောင်ပြီး along the long သင်းစီရရှိခဲ့ကြောင်း down the man ကြည်ရက် မြို့ပြောင်းကြတက်ဖွဲ့မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်တရားကတော့နိုဝင်ဘာလ30ရက်နေ့ည7:00နာရီခန့်အတွင်းဇလင်းကြီးမြို့ပေါ်မှာမြို့မှာရေစခန်းမှာထလာသောအကြမ်းဖက်စစ်တပ်စင်ကြောင်းကိုဒေါ်လာရေးတက်ဖွဲ့များကရေခါရွာအနည်းတွင်ကြမ်းဖက်တက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်တက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဖက်မှစစ်သားစီဦးတည်ဆောင်ပြီးတည်ဆောင်ကထိခတ်တဲ့ရရှိသူများပြားကြောင်းတက်ခတ်မှုပြုလုပ်ပြီး နောက်မှာတူလန်ရေးရေးဖို့မြအထိခတ်မရှိပဲပြန်လေဆောက်ခွန်နိုင်ခဲ့ပါလို့သတင်းကောင်းတွေကြားသိရပါတယ်ဒါကတော့အာဇလင်းကြီးမြို့ပုံကမြို့မရေစခန်းကနေထွက်လာတဲ့ဂျမ်းဖက်ဆက်ခတွေကိုဆိုတဲ့ချိန်မှာစေကောင်လို့မသာပူတို့တဲ့အကြောင်းတွေကိုတင်ဆက်ပေးရတာဖြစ်ပါတယ်အဲဒီနောက်မှာ စကန်တန်းကပဲမမော့မြို့ကိုမမော့မြို့ကိုနော် အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာရဲတဲပွေများဖြစ်ပေါ်နေပြီးတော့လက်ရဲဆက်တက်လေရင်ဖြန့်ဘုံကျေတက်ခတ်ခြင်းကြောင့်နေအိမ်များမင်းလောင်နေကြောင်းဒေသတွင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်တဲ့ဒါကတော့အကြမ်းဖက်စစ်တပ်ကသူတို့ပြင်ပြီးတော့ယာရေးဆိုပြီးတော့စကန်တန်းကဘုံမြော့ကိုဂျက်ဖက်စစ်တပ်ကအတော်လေးကိုချိုးဆင်လာတာလို့သိရပါတယ်ဒါကတော့နိုဝင်ဘာလ30ရက်နေ့မှာစပြီးတော့ဘုံမြော့အနေနဲ့ရောက်ရှိလာတော့ အကြမ်းဖက်စစ်တပ်နဲ့ရန်နေ SNA ပူးပေါင်းစစ်ကြောင်းကိုဒေါ်လာရဲတန့်ဖွဲ့များက တက်ခတ်ခဲ့ရမှာထိခတ်သေးဆုံးမှုများပြားခဲ့ပြန်ပြချင်းကြောင့်စစ်တပ်ကလေရင်ဖြန့်၄ရက်စစ်တပ်ကိုဘုံကျေတက်ခတ်နေခြင်း ဖြစ်ကြောင်းသိရှိရပါတယ်။ဒါကတော့ကြမ်းဖက်စစ်တပ်ကလေကြောင်းဖြန့်စစ်တပ်ဘုံကျေနေ၍မမောမြောပေါ်မှာရှိတဲ့နေအိမ်တချို့မင်းလောင်ပျက်စီးမှုရှိကမြောပေါ်ရက်ွက်လေးခုနဲ့ ဘမောမြော့အနောက်ဖက်ချမ်းဒီမှာရှိတဲ့နတ်ကရာယွာနတ်ကရာယွာစစ်တော်ယွာလဲနဲ့ကြီးယွာဘေကုံးယွာအပါဝံမြော့အရှိဖက်မှာရှိတဲ့မင်းသေးယွာချောင်းယွာနဲ့ကျွေးကျွေးကိုအကောင်ယွာတို့မှာထောင်နဲ့ချီသောပြည်သူများကလေးဘေးလွေရာကိုတင်းရှောင်နေရပါတယ်လို့သတင်းတွေကြားသိရပါတယ်ဒါကတော့အခုချိန်မှာစစ်တပ်ကစကန်တန်း ဘုံမြုပ်ကိုပြင်ပြီးတော့ယာရဲတူလိုင်းတက်ဖွဲ့တွေထင်းချူထားတဲ့ဘုံမြုပ်ကိုပြင်ပြီးတော့ယာရဲဆိုပြီးတော့အသေးတန်ကိုခုစင်လာတယ်လို့သိရပါတယ်။ယာကစစ်တပ်တွေကတော့မရရအောင်ဆိုပြီးတော့ခုချင်းမှာထူးဆစ်စင်နေတယ်လို့သတင်းတွေကြားသိရပါတယ်။ဆိုတော့ခုချင်းမှာတူလိုင်းတက်ဖွဲ့တွေကအာ အတော်လေးကိုခုခံနေပါတယ်စစ်တပ်တွေဝန်လာနိုင်ချင်းမရှိဘူးလို့လည်းသိရပါတယ်ဗောနော်ဒါကတော့တရင်ထူအနေနဲ့တင်ဆက်ပေးချင်တာဖြစ်ပါတယ်တရင်ထူတစ်ခုဗောနော်အဲ့ဒီနောက်မှာမကွေးတန်းမြန်မြော့နေနဲ့ပုဂ္ဂိုလ်မြော့နေအဆက်တွန်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်မှုမှာစစ်သားများထိခတ်သေးဆုံးမှုများပြားပြီးအိုးအရှင်ဖမ်းမင်ကခင်းရန်တချို့သင်းစင်းရရှိခဲ့ပါတယ်လို့တရင်ကောင်းတွေကြားသိရပါတယ်ဒါကတော့ရံပါလာနေရက်နဲ့တွန်မြန်မြော့နေ မြန်မြော့နေနဲ့ပေါကုမြော့နေအဆက်ကိုစကြောင်းထိုးလာသောအကျန်းဖက်စစ်တပ်တမ်းမကိုကိုမှာအကျန်းဖက်စစ်သားများနဲ့မြေဆိုးထီးမြတ်ပူပေါင်းထားသောအင်အားတရားခန့်ပါစကြောင်းကိုဒိုလန်ရဲတပ်ဖွဲ့များကလမ်းပန်းတနေရာတွင်ကြားဖြတ်တိုက်ခတ်ခဲ့ကြောင်းသိရှိရပါသည်ဒီတိုက်ခတ်မှုအတွင်းမှာအကျန်းဖက်စစ်တပ်ဖက်မှထိခတ်သေးဆုံးမှုများပြပြီးတော့ထိခတ်ဒဏ်ရာရှိထားသောစစ်သားတအုပ်ကိုလေအရှင်ဖမ်းမင်က နည်းနည်းကြီးကြီးတချို့နဲခေရန်တချို့ကိုလည်းတင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါကတော့တွန်လိုင်းတပ်ဖွဲ့တွေရဲ့တက်ခတ်မှုကြောင့်အဆက်ခတ်တွေတည်ဆောက်မှုများတဲ့ဒီထက်မတန်ရနေတဲ့သူတို့တွေထားခဲ့နေတဲ့အာသူတို့အခွင့်အသားပေါ့နော်။စစ်သားတွေဆက်ခတ်တွေရဲ့အခွင့်အသားကိုကျွန်တော်တွန်လိုင်းတပ်ဖွဲ့တွေကပြင်ပြီးတော့ဖမ်းမိထားတယ်။ဆိုတော့ဒီဟာကအဲဒရင်းကောင်းတစ်ခုပေါ့နော်အဲ့ဒီတော့မှာဘီနီပီနယ်လွန်ကိုမြော့နယ်က ကောင်းကောင်းယူအပ်ဖို့တဲ့ပွဲအတွင်းမှာစစ်တပ်ဖက်ကနော်မစစ်တပ်ဖက်ကဒေသမှုများပြီးတော့လင်းနဲ့20ကျော်ဒင်းစီရရှိတယ်ဆိုပြီးတော့ရှမ်းတောင် PDF ကိုထောက်ပြန်ထားပါလိမ့်ဒါကတော့သတင်းကောင်းတစ်ခုပေါ့နော်အာသူတို့အာတိုက်ခတ်နေတဲ့ရုတ်တံတွေကိုလည်းကြည့်ရှုချင်တယ်ဆိုလို့ရှိရင်တော့ပြီးတော့ကြည့်ရှုလို့ရပါတယ်ခက်တဲ့မီဒီယာမှာပို့ပြတာရှိပါတယ်ပေါ့နော်ဒါကတော့သတင်းကောင်းအနေနဲ့တင်ဆက်ပြတာဖြစ်ပါတယ်အဲ့ဒီနောက်မှလည်း ဒီနိုင်ငံခြားကကျွန်တော်မြန်မာနိုင်ငံရဲ့အကြောင်းတွေကိုအာပြောလာတဲ့တရင်တစ်ခုကိုကျွန်တော်ဗီဒီယိုတန်ဖန်တစ်ခုတင်ဆက်ပြရမယ်ဒါကတော့ကဘာကြီးကစောင့်ကြည့်နေပါတယ်မြန်မာပြည်သူလူထုရဲ့တော်လန်ရဲကသာအောင်ပွဲခံပါလိမ့်မယ်ဆိုဒီလိုမျိုးကိုပြောလာပါတယ်ဗျနော်။ညာကဘသူတွေကဒီလိုမျိုးပြောလာလဲဆိုလို့ရှိရင်တော့ဂရီတာတွန်ဘက်ဗျနော်။ဂရီတာတွန်ဘက်ကပြောလာတာဗျနော်။ညာက မှတ်ရဆိုလို့ရှိရင်ခွန်းလုံးနားလေးပေးကြပါဒီတစ်ထိုင်မှာဇာတန်းထူထားပါတယ်ဒီဟာကိုကျွန်တော်တို့ဒီလိုနားထောင်ကြည့်ရှုအောင်ပါအာမလ်တူဘီရက်ကနိုက်စ်ဘိုင်ဒါရိုက်လိုင်ဘလီဟုဒ်ဖောင်ဒေးရှင်းအလောင်းဆိုင်ဖဲလိုလော်ရီယတ်စ်ဖရမ်ဒါပစိဖစ်အိုင်လန်ဒ်တိုင်ဝမ်အန်ဆူဒန်ဟူးစ်ဝါခ်အင်စပိုင်ယားစ်အပ်စ် we accept this award in honor of the courageous people of Myanmar who, for nearly five years since the military's brutal coup attempt, have stood against the junta with unyielding strength, dignity, and immense sacrifice. This award belongs to them. It belongs to the youth who marched in defiance, determined to build a future without tyranny. To those who continue to seek justice after decades of oppression, to the whistleblowers who risk everything to tell the truth, to those who have given their lives so others may live free from the military's brutality and to the countless people who continue to fight for a federal democracy built on peace and justice for all, we stand with you. Since the illegal coup attempt of 2021, the military has unleashed a campaign of terror against the people with mass killings, torture, sexual violence, airstrikes, and the burning of villages even the children are not spared. These crimes are being committed by the same perpetrators of genocide against the Rohingya with total impunity. Yet, amid the horror, the courage of the people remains unbroken. Our movement is not only against the generals who commit these crimes, but also against the governments, corporations, and banks that continue to fund and enable the junta's violence and the oppression of oppressed people all over the world, from Palestine to Ukraine, from East Turkestan to Sudan, who we stand in solidarity with. The Right Livelihood Award reaffirms that Myanmar's struggle is part of a global fight for justice and human dignity. To dismantle the military cartel, we need solidarity and action. In this December, the military junta will be holding a sham election. We call on governments to reject this and stop the flow of funds, arms, equipment, and aviation fuels that sustains the junta's terror. We call on companies and investors withdraw your money from the military and its cronies. End this complicity. Do not fund atrocities. This honor strengthens our resolve and sends a clear message to the junta and its enablers. The world is watching. The Myanmar People's Revolution will prevail. Thank you. အကျန်းဖက်ရာဇဝတ်ကောင်တွေကိုနင်းနေတဲ့ဖို့အာတရားစွန့်နေဖို့ those juice နေတဲ့သူတွေဖြစ်ပါတယ်ဘောနော်ဒါကတော့ အာကျိုးစားနိုင်ဖို့အတွက်တွေ့ပြိုးဆိုပေးနေတဲ့အာသူဖြစ်ပါတယ်လိုလေးလေးကြည်ဥတင်ဖို့ကောင်းပါတယ်ဆိုတော့ဒါကတော့အာဒီနေ့မနေ့ကမှရရှိထားတဲ့တရင်ခုတွေကိုတက်နေတော့တင်ဆက်ပေးနေတဲ့အာယုတန်တွေကိုကျွန်တော်ဒီဗီဒီယိုထောင်ကိုတွေ့နေလို့ပြင်ပြီးတော့မျိုးဝေပေးတာဖြစ်ပါတယ်ဒီဗီဒီယိုကတော့ဒီလိုပါပဲကျွန်တော်ဗီဒီယိုလေးကိုအမြဲတမ်းကြည့်ရှုအားပေးနေကြတယ်လို့ပြောပြမယ်အားလုံးကိုလေဝေးကြပါခြင်းစေချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ